ကွာတော့ကိုတူမမလို့ကွာသွားစကားတွေပါပြောတခြားမသိတဲ့ကောင်တွေကလိုက်ပေးစားပါဘာမှမလုပ်သူရှုပ်နေတာအဲ့ဒါတော့အာယုံနောက်တယ်အမကူတီဝိုင်းဆိုကောင်းပါကျွန်တော်ကျော်ကုတူမကိုဘာပြောပြောလိုက်ပြီးတော့ပေးစားရအောင်လည်းမရှိတော့ဘူးဟုတ်တယ်ကျွန်တော်ကျွန်တော်တငယ်ချင်းတွေကပါသာဦးလေးတွေပဲဖန်ခေါ်နေတော့ break out တာ အာလာရာလာရာက ကျွန်တော်ရဲ့ဟိုပါတူမပေါ့နော်တူမဆိုတာကျွန်တော်ကသူ့ရဲ့အဖေနဲ့ညီကိုဝမ်းခွဲတော်တာကိုကျော်စင်ထုတ်ဆိုသူ့ရဲ့အာတူတူမအရင်ပေါ့နော်ဆိုတော့ကျွန်တော်တို့တွေကအဲ့လိုမျိုးဒီဘက်အဲဒီအစိုးရမျိုးဆက်ကမှကျွန်တော်ကတရုတ်ဆောင်ဘက်ကိုရောက်လာတယ်။သူကကြတော့လေဒီလိုမျိုး influencer အနေနဲ့သူကသူဝါသနာပါရလေးသူလုတ်ခွင့်ရတယ်ဆိုတော့အဲ့လိုမျိုးဟိုကိုယ့်ရဲ့မျိုးဆက်လေးအနေနဲ့ပေါ့နော်အဆွေမျိုးတစ်ခုလုံးရဲ့မျိုးဆက်လေးအနေနဲ့အမှုပြဝါသနာပါရအောင်မြင်ရတော့ဝမ်းသာပါတယ်။ ဟုတ်တယ် तू อ่ะအဲ့လိုမျိုးတူတူသေးသေးပဲ तू อ่ะနေတတ်တာကျွန်တော်လည်းသူ့ကိုပြောတဲ့ချိန်မှာ तू อ่ะလည်းအဲ့လိုကြီးမပြောချင်ဘူးဒါလည်း तू ပြောဖို့တင့်တော်တဲ့မိကုန်းတမို့လို့ तू ဖြေလိုက်တာလို့ကျွန်တော်ထင်ပါတယ်ဆိုတော့သူ့အနေနဲ့ကအဲ့လိုမျိုးဖြစ်နေရကျွန်တော်လည်းသဘောကျပါတယ်ဘာလို့လဲဆိုတော့ तू 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 သူ့ရှေ့သူ့လက် तू လုချင်တဲ့ဆန္ဒလေးရှိရလေကျွန်တော်သူ့ကိုမေးရတေးဥဆန္ဒဝါသနာပါလားဆိုတော့ သူစဉ်းစားအောင်မယ်ပေါ့ဆိုတော့အဲသူဝန္ဒနာပါတယ်ဆိုကျွန်တော်တို့ကပတ်မှုပေးဖို့ကုညီပေးဖို့အစင်းနဲ့မှာပဲလိုအပ်တဲ့နေရာပေါ့နော်ဆိုတော့သူ့ပေါ်ပဲမူတည်ပါအရာအလုံးသူချောင်းနေတဲ့လမ်းမှာသူ့ဟာသူတန်းတန်းမတ်မတ်လေးနဲ့သူသွားကျင်တဲ့အတိုင်းသွားနေတာကိုမြင်ရပြီးဝမ်းသာပါတယ်ဆိုတော့ကျွန်တော်ဘက်ကတော့တချင်းဆိုတာအရင်ကောင်းတာလားတော့ဒါကျွန်တော်တို့ကတော့ဒီအနုပြန်တခြားသူလုတ်ချင်တဲ့ဟာလေးတွေရှိရင်တော့ guideline ပေးသွားဖို့ဖြစ်ဖြစ်အကူညီပေးဖို့တော့အများ ready ပါပဲဟုတ်ပြောချင်တော့ဘယ်လိုပြောရလဲဒီအရာ အဲ့ပေါ်မှာ Facebook မှာဆိုကိုကတော့ကုတူမမလို့ကိုကသွားစကားတွေပါပြောတခြားမသိတဲ့ကောင်တွေက like ပေးစာဗာမှန်းလည်းမသိရှုပ်နေတာအဲ့ဒါတော့အာယုံနောက်တယ်အော်နောက်တယ်ဆိုတော့လေဘာမှမသိပဲ like ပြီးတော့ပြောနေအာယုံနောက်တယ်အဲ့တော့ဒါမှအခုသိသွားပြီဆိုကောင်းပါတယ်ကျွန်တော်ကကိုကုတူမကိုဗာပြောပြော like ပြီးတော့ပေးစာရဲ့ကောင်တွေမရှိတော့ဘူးရှင်းပြရမလို့တော့ဒီမှာဆိုနေပါအကောင်းတယ်မြင်မြင်သိမှာပဲမြင်မြင်သိမှာပဲ like ပေးစာနဲ့အာယုံနောက်တယ်ဒီတိုင်းဆုံးစီးရင်ဘုံတူဘာလို့ဘာပါလဲဖြစ်ပါတယ် တွေ့ခါမှာမလို့လေအော်ကို PC တွေအတီရောကိုတူမာပေါ့တူမာလေးပေါ့အများကြီးတော့ပြောဖြစ်ပါဦးတူမာရမများရှိရှိတယ်မသိတဲ့လူတွေအများကြီးပဲလိုက်ဦးလေးခေါ်มาသူတို့မပြောတော့တို့လာရာတယောက်ဝဲပြတော့ဟုတ်ကဲ့ကျွန်တော်ကျွန်တော်တငယ်ချင်းနေရပါသားဦးလေးတွေပဲဖမ်းခေါ်နေတော့ break out တာ ပြောတော့ပါဘူးဒီနေ့ဒီမွေရာဆိုတဲ့ဇာတ်ကားလေးကိုကျွန်တော်နဲ့အတူတူကြည့်ရှုအားပေးဖို့တော့ခဏတည်းကြာပြသတော့မှာဖြစ်ပါတယ်ဒီနေ့စေမောမှာရှိနေတဲ့လူတွေအကုန်လုံးကကျွန်တော်ဒုက္ခပေးလို့ရတဲ့လူတွေဖြစ်တဲ့အတွက်ကျွန်တော်ဒီကားကိုတမင်ကိုရွေးချယ်ပြီးတော့ဒုက္ခခေါ်ပေးထားတာဖြစ်ပါတယ်ဒီကားကတော့ကျွန်တော်ဖြစ်ရှင်တဲ့ အဲလုတ်ရှင်တဲ့ဟာလေးတွေပေါ့နော်အားလေးတွေရှိတယ်ရှိတဲ့ပုံမှာကျွန်တော်အတူတူဟိုရဲ့ဝရဲ့ပဲစိတ်ဓာတ်နဲ့အကုန်လုံးပါဝင်ပြီးတော့မှအဥဆောင်ပြီးတော့မှလုတ်ပေးကြတဲ့ driver တွေတရုတ်ဆောင်တွေကြောင်းဖြစ်တည်လာတဲ့ကားလေးလို့ပြောလို့ရပါတယ်ဒီကျွန်တော်ယုံကြည်ပေးတဲ့အဲငွေကြေးစိုက်ထုတ်ပေးတဲ့ producer တွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီကားမှာကျွန်တော်က season စီစဉ်သူပေါ့နော်စီစဉ်သူအဲဒီကားကိုထုတ်လုပ်သူနောက်ပြီးတော့ဇလန်းလည်းကျွန်တော်ဇလန်းလေးလည်းဖြစ်တယ်အဲ့တော့မှကိုမင်းကိုဆိုးအောင်မှသူကဇက်ညွန်းပြန်ခွဲတာပေါ့နော်အဲနောက်ပြီးကျတော့ဟိုတေးဥဆောင်လေးနဲ့လည်းပါခွင့်ရတယ်ကျွန်တော်အများကြီးကြိုးစားဝင်ရထားတဲ့ကားလေးပါဒီကားစကားမဟုတ်ဘူးကျောင်းလေးလေးကျောင်းလေးကောင်းလေးကောင်းပဲကျောင်းမိုင်းကန်စားချက်မကောင်းတော့ဒီဇလန်းက ကျွန်တော်စဉ်းစားထားပြီးတော့မှရေးထားတဲ့အထဲမှာမှာတော့အနောက်ပိုင်းပူကြတဲ့ဇလန်းမှာအရှိတ်ဟာဆိုရင်တော့ရိုက်မယ်ဆိုရင်ရိုက်လို့ရတဲ့ဟာကြီးရှိပါသေးတယ်ဆိုတော့ဒီကတော့အနောက်ပိုင်းမှာအဲနောက်ဆက်တွဲဖြစ်လာတဲ့ဟာလေးတွေကိုအဲ့ဒီကမှကိုးကားပြီးတော့မှကျွန်တော်ဒါဇလန်းလေးတစ်ခုတစ်ဖွဲတိစောက်ပြီးတော့ဒါရိုက်တာကောင်ချန်လို့ ਆ လဲနှစ်သက်တဲ့အတွက်ရိုက်ကူးဝင်ရတာပေါ့နော် အဲကျွန်တော်ဝါသနာပါခဲ့တာအခုမှမဟုတ်ပါဘူးကျွန်တော်အခုအရင်ကျွန်တော်ဗီဒီယိုကားကြီးရိုက်အများကြီးဗီဒီယိုတစ်ခေတ်ဆိုတဲ့အချိန်မှာတည်းကကျွန်တော်ဇလန်လေးတွေကိုအဲ့လိုပဲပေးခဲ့တယ်အဲရိုက်ခွင့်တာတဲ့အတွက်ရိုက်ခဲ့တဲ့ဟာလေးတွေရှိရပေါ့နော်ရိုက်ခွင့်မတာတဲ့အတွက်မရိုက်ဖြစ်တဲ့ဟာလေးတွေရှိခဲ့တယ်ဆိုတော့ဝါသနာပါတဲ့အပေါ်မှာပဲဟိုလှုပ်ရှားနေတာပါဟိုတကယ်စာရီတက်ထားတဲ့ producer ကြီးတွေ အဲထုတ်လို့ရတကယ်ကောင်းကောင်းလုပ်နိုင်တဲ့ producer ကြီးတွေနဲ့ဘခုံးချင်းကျွန်တော်ဘလို့မှမရှင်နိုင်ပါဘူးကျွန်တော်အနေနဲ့ကတော့ကျွန်တော်တနိုင်လေးပဲလုပ်နိုင်တဲ့ပုံမှာပဲဇလန်းဆိုရင်လည်းကျွန်တော်တနိုင်လေးပဲကျွန်တော်ဖဏိနိုင်တဲ့ပုံမှာကျွန်တော်တုံးသက်ပြီးတော့မှကျွန်တော်ဖဏိခွင့်ရဖို့အတွက်ကြိုးစားနေမှာပါဆိုဝင်လက်ခံရတဲ့ဇက်အဖွဲ့ကလေမကောင်းဆုံးကအဖွဲ့ပြောင်းပြီးတော့လူတွေပါဆွဲရမယ်ဒါကိုပြောနေတာဒီဘောင်ရောက်ကြတဲ့အဆင်မပြေတာ ညလည်းငောက်အကောင်လိုက်ကြီးသရေ၆ဒီနေမွေရစကားလေးကလာမယ့်၁၆ရက်နေ့ဆိုရင်တနင်္ဂနွေလုံးမှာယူနေပြသပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နေမွေရတစ်ခွေလုံးအကောင်းဆုံးပြောင်ကြိုးစားထားတယ်တရေကလာဟာတာကားလီလာဆိုတော့လာရောက်ကြည့်ရှုအားပေးတဲ့ခါကျရင်ကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးတော့ကြည့်ရှုမှာဖြစ်တဲ့အတွက်လာရောက်ကြည့်ရှုအားပေးဖို့တဖိတ်ကိုလိုပါတယ်ခင်ဗျာကျေးဇူးပါရှင်ကျေးဇူးပါခင်ဗျာ